No international မှာအတန်စကားနှွေတာတွေဟို behavior တွေကပျော်တိပျော်ညံဖြစ်တာတွေကအဲ့ဒါတွေအလောက်ကြီးကြီးတို့မကောက်ဘူးတို့အဓိကကြီးမှာကလူတယောက်မှာသူ့ရဲ့ presentation ဘယ်လိုကောင်းလဲသူ့ communication ဘယ်လိုကောင်းလဲပြီးရင်လူတယောက်ကိုသူဘယ်လိုမျိုးဆက်ဆံလိုက်လဲလူတွေနဲ့အကုန်လုံးနဲ့ပေါင်းပြဆက်ဆံရေးကောင်းလားအဓိကအဲ့ဒါတွေကြီးရဟိုပွဲတစ်ပွဲမှာက ချို့တင်ကြတယ်ပေါ့နော်ကောက်ကောက်ကောင်းနေရုပ်လှတယ်ဘလာတောင်းနေအဲ့ဒါနဲ့တင်ဆုံးဖြတ်တယ်ထင်ကြတာဟုတ်ဘူးအမှန်တကယ်ကသူက over all ခြုံချီတာဆိုတော့အဲဒါဒီကကျွန်တော်တို့အားနေချက်လည်းမဟုတ်တလို့အဲခုနပြောလို့ပွဲထဲမှာလည်းလိုအပ်ချက်ဖြစ်မလာနိုင်ဘူး အရန်နှွေးတာတို့ပြိုတာတို့အတန်အနေထားသူ့ရဲ့ presentation သူ့ရဲ့ behavior ပေါ့အဲ့ဒါတွေကပြောမယ် just for ဘယ်လိုပြောမလဲ entertain တစ်ခုအနေလို့ပဲကျွန်တော်မှတ်တယ်လူတယောက်မှာလူတိုင်းလူတိုင်းမှာ dark side ရှိတယ်ကျွန်တော်မှာလည်း dark side ရှိသလိုလူတိုင်းမှာလည်း dark side ရှိတယ်အဲ့ dark side ရှိတိုင်းကအဲသူ့ကိုမကောင်းဘူးသူ့ကိုအဲသူမတင့်တော်ဘူးလို့သတ်မှတ်နေမယ်ဆိုရင်ကမ္ဘာပေါ်မှာတယောက်မှတင့်တော်တဲ့လူရှိမှာမဟုတ်တော့ဆိုတော့အဲ negative ပဲရှာမယ်ဆို negative ပဲတွေးမယ် positive ရှာရင် positive တွေးမယ်အဲ့တော့ကျွန်တော်အဲ့ဒါတွေကိုဘယ်လောက်ဝေဖန်မှန်းကိုယ်တွေအုံနောက်သေးလဲမထည့်ဘူးဒါပေမဲ့တခုရှိတာတော့ over confidence လည်းမဖြစ်ဘူးပေါ့နော်အော်သူတို့တွေတောင်မျိုးလေးပြောနေရငါတောင်မျိုးဖြစ်နေလား ကိုဘလို့လေးပြောင်းကြည့်လိုက်မယ်ဆိုတော့အဲ့လိုမျိုးတော့သူတို့လည်းလေးစားတဲ့အနေနဲ့ပုံကိုပြန်ပြီးတော့ပြောင်းလဲရတာလေးတော့ရှိပါတယ် အလုံးဝမင်္ဂလာပါကျွန်တော်ကတော့အကြီးပါမိုးထက်ကျော်လို့လည်းခေါ်ပါတယ်အခုကျွန်တော်တွားရောက်ရှင်ပြိုင်ပွဲပွဲလေးရတော့ Man of the Year 2025ပွဲလေးဖြစ်ပါတယ်အင်ဒိုနီးရှားနိုင်ငံပါလီမြို့မှာကျင်းပမှာပါအထူးကတော့ဒီပွဲလေးကိုတွားရောက်ရှင်ပြိုင်ဖို့ဘယ်လိုမျိုးရွေးချယ်လက်ခံလိုက်လိုက်တာလဲဆိုတော့ဗောနောဒီပွဲရဲ့မိုဒီလေးကကိုနဲ့လည်းနည်းနည်းခိုက်ညီနေတယ်သူကမန်လီတို့မက်စကိုလိုင်းတို့ဖြစ်တဲ့အပြင်ကိုဘယ်လိုသူက model type သွားတာမဟုတ်ဘဲနဲ့ဗောနော် ြန်နောက်ထပ်သူတို့ရဲ့ motif လေးက culture meet nature ဗောဒီနေ့သူတို့ရဲ့ဆိုအဲသူတို့ရဲ့ရိုးရဒလင်းနဲ့ရိုးရနဲ့အဲ nature သဘာဝတရားကြီးနဲ့ပေါင်းဆက်ခြင်းဆိုတော့အဲ့ဒါလေးနဲ့ကျွန်တော်ကကိုက်ညီတို့သွားပြီးရှင်ပြန်လိုက်တာပါဟုတ် inter ပွဲကိုပထမဆုံးတော့ first time ဖြစ်ပေမဲ့လေဒါပေမဲ့စိတ်လုံရှားမှုကတော့50 50ပါပဲအရန် nervous တော့မဖြစ်နေဘူးကိုကိုကိုဘာကြောင့်ဆိုတော့အဓိကက တခြားလဲ presentation တွေလုပ်နေတယ်ကိုယ့်ရဲ့ preparation တွေလည်းလုပ်ထားတယ် catwalk ပိုင်းပြောမလား posing ပိုင်းပြောမလားနောက်ထပ် body ကလည်းအခု transformation တွေလုပ်ထားပြီးတော့ဟိုနည်းနည်းတော့ fit အရှိတဲ့ရှိတော့ရှိတဲ့လောက်တော့ fit ဖြစ်တယ်ဆိုတော့ကိုယ့်အတွက်ဘာမှ nervous ဖြစ်ပြီးကြောက်ရွံ့တာတော့မရှိဘူးပေါ့နော်ဟုတ်အဲသူကကျွန်တော် national director ကအာ pageant pageant tree ထဲမှာလေ့ကျင့်လေနေတဲ့လူဟုတ်တယ်ဆိုတော့ပြီးတော့သူကိုယ်တိုင်ကလည်း placement တွေယူထားတဲ့လူတယောက်ဆိုတော့ presentation ဘိုင်းကို train ကဝဘိုင်းနဲ့ train တာမဟုတ်ဘဲနဲ့ကျွန်တော်ရဲ့အားသာချက်ကကိုယ့်ရဲ့ national director ကဟိုဆက်ကိုယ့်ရဲ့ coach coach လည်းဟုတ်တယ် trainer လည်းဟုတ်တယ်အခုဆိုညီကိုလိုလည်းဟုတ်တယ်ဆိုတော့ကျွန်တော်မှာဘာဒီအားသာချက်တွေဖြစ်လဲဆိုဒီဆရာတယောက်နဲ့သွားပြီး coaching ယူမယ်ဆိုရင် training ကဝ training ပဲရမယ်အခုကသူကိုယ်တိုင်ကလည်းပြင်ထားတယ် placement တွေလည်းယူထားတယ်ဆိုတော့ကျွန်တော်မှအတွေ့အကြုံတွေသူသူကိုယ်တိုင်ရှင်ပြင်ခဲ့တဲ့အတွေ့အကြုံတွေနောက်ထပ်သူဘလို့ဘလို့လုပ်တယ် ဘလို့ဘလို့လောက်ရမယ်စီမင်းစီကန်းနေရဲ့ advice တွေအစအကုန်လုံး sharing လုပ်ပေးတယ်ဗျအဲလိုကယ်ပွဲတပွဲပြိုင်ပြီးတော့အဲလေးလေးလောက်ပေါ့နော်လေးလောက်နေပြီးမှပြန် join တာဆိုတော့ဘာပဲပြောပြော experience တစ်ခုကတော့ရသွားပြီဘလို့ဒီ local ပွဲတပွဲပြိုင်လိုက်တဲ့အထဲမှာကိုကိုယ့်ရဲ့ experience က80%လောက်ကရသွားပြီဆိုတော့ channel 20ကကိုယ့်ရဲ့စူးစမ်းမှုဖြစ်တော့မယ်ဆိုတော့အရင်ကြီးစိုးရိမ်မှုလည်းမရှိသလို experience ရသွားတယ်အစ်စ်အစမ်းမဟုတ်တော့ဘူးပေါ့နော် um as a representative for Myanmar เอ่อကျွန်တော်ဘယ်လိုတော့ဆိုတော့အခုပေါ့ပေါ့လေးနေလို့တော့မရဘူးပေါ့ပေါ့လေးနေလို့မရဘူးဆိုတာကတော့ပြိုင်လိုက်တယ်ပြိုင်ပွဲပြိုင်လိုက်တယ် placement เอ่อရရမရရပေါ့เนาะဒါပေမဲ့ရသည်ဖြစ်စေမရသည်ဖြစ်စေ winner ရသည်ဖြစ်စေမရသည်ဖြစ်စေပေါ့ ဒါပေမဲ့ဟိုအခုနပြောသလိုဩဒါမြန်မာပါလားဆိုတိသွားအောင်လို့တော့ကျွန်တော်ရဲ့ preparation တွေလုပ်နေပါတယ်အဲ preparation တွေကတော့အများကြီးလုပ်ရပါတယ်အဓိကကတော့ခုနပြောတဲ့ presentation မှာဆိုရင် posture တွေအဲ presentation posture တွေပါမယ်ပြီးရင် keyword presentation တွေပါမယ်အဲ့ဒါတွေအပြင်ကိုကျွန်တော်ကအခုဆိုရင် public speaking ပြီးရင် communication skill အဲ့ဒါတွေအကုန်လုံးတစ်ခုချင်းစီကိုလေ့လာနေတယ်ပြန်နောက်ထပ်မြန်မာရဲ့ culture တွေအခုထပ်ပါတော့ national costume မှာဆိုရင်လည်း national costume ကြီးဝတ်သွားတယ်ဒီဝတ်စားဝတ်ပြီးချပြလိုက်တယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဒီ national costume ဘာကြောင့်မလို့ဝတ်ရတယ်ဒီဟာရဲ့သူ့ရဲ့အဇလန်းလေးပေါ့နော်အထုပ်ပတိတွေကဘယ်လိုလေးရှိတယ်ဆိုတော့အဲ့ဒါလေးတွေကဆာအသေးစိတ်လေ့လာနေပါတယ်အဝေဖန်ခဲ့တာကတော့ကျွန်တော်ကဝေဖန်မှုတွေကိုအရင်ကြီး negative ဘက်မယူ positive ဘက်ပဲယူတယ် negative မယူဘူးဆိုတော့ဟုတ်ပြီကိုယ်ဒါဝေဖန်တာမဟုတ်ဘူးကိုယ် advice ပေးတာဆိုပြီးယူပြီးတော့ positive thinking လေးနဲ့ပြန်ပြီးကိုယ့်ကိုယ်ကိုပြင်နေအဲတချို့อ่ะဆိုရင်ကျွန်တော်ကကြတော့ဘယ်လိုတုံးဆိုကျွန်တော်စကားပြောရင်အယမ်းမြန်တယ်အယမ်းမြန်တဲ့အပေါ်မှာကျွန်တော်တစ်ခါလေးကြာရင်ကျွန်တော်အတန်ကအဲ microphone နေထဲမှာတို့အဲဖုန်းထဲမှာဆိုရင်အိမ်တစ်ခါလေးဆိုရင်ဘယ်လိုမျိုး ပြဿနာတွေကြုံတွေ့ရလဲဆိုရင်စိုင်းထိုင်နေတယ်ဖုန်းခေါ်ရင်ဟိုဘက်ကအမလို့ခေါ်ခံရတယ်တခါလေကြာရင်ကျွန်တော်အမေနဲ့အမားတယ်ပေါ့နော်အဲ့လိုမျိုးအတန်ပိုင်းလေးတွေအခုတော့ကိုကိုကိုတက်နိုင်ဆုံးရှော့ပြီးတော့အတန်ကိုနေပြီးပြောနေတယ်နောက်ပြီးကြတော့ကိုရဲ့အတန်လူတယောက်မှအတန်လည်းအရေးကြီးတယ်ပေါ့နော်ဟိုအတန်အလေဆွတ်ဆောက်မှုအပြည့်ရှိတယ်ဆိုတော့အဲ့ဒါလေးလည်းပြင်ဆင်နေတယ်အဲ့ဒါတွေကတော့အဓိကကျွန်တော်ရဲ့ဝေဖန်ခံရတဲ့အကြောင်းရင်းလေးတစ်ခုပါပဲကျန်တာကတော့အလောက်အထွေထွေးကြီးဘာမှမဝေဖန်ကြပါဘူး အဲခုနပြောတဲ့ဝေဖန်မှုမှာခုနပြောတဲ့ဟိုအရန်နှွဲတာတို့ပြိုတာတို့အတန်အနေထားသူ့ရဲ့ presentation သူ့ရဲ့ behavior ပေါ့အဲ့ဒါတွေကပြောမယ် just for ဘယ်လိုပြောမလဲအဲ entertain တစ်ခုအနေလို့ပဲကျွန်တော်မှတ်တယ်လူတယောက်မှာလူတိုင်းလူတိုင်းမှာ dark side ရှိတယ်ကျွန်တော်မှလည်း dark side ရှိတယ်လို့လူတိုင်းမှလည်း dark side ရှိတယ်အဲ့ dark side ရှိတိုင်းသာအဲသူ့ကိုမကောင်းဘူးသူ့ကိုအဲသူမတင့်တော်ဘူးလို့သတ်မှတ်နေမယ်ဆိုရင်ကမ္ဘာပေါ်မှာတယောက်မှတင့်တော်တဲ့လူရှိမှာမဟုတ်တော့ ဆိုတော့အဲ negative ပဲရှာမယ်ဆို negative ပဲတွေးမယ် positive ရှာရင် positive တွေးမယ်အဲ့တော့ကျွန်တော်အဲ့ဒါတွေကိုဘလောက်ဝေဖန်ဖန်ကိုယ်တွေအုံနောက်ထဲလဲမထည့်ဘူးဒါပေမဲ့တခုရှိတာတော့ over confidence လဲမဖြစ်ဘူးပေါ့နော်အော်သူတို့တွေဒါမျိုးလေးပြောနေရင်ငါဒါမျိုးဖြစ်နေလားကိုဘလိုလေးပြောင်းကြည့်လိုက်မယ်ဆိုအဲ့လိုမျိုးတော့သူတို့လည်းလေးစားတဲ့အနေနဲ့ကိုကိုကိုပြန်ပြီးတော့ပြောင်းလဲရတာလေးတော့ရှိပါတယ် နိုအင်တာနက်ရှင်နယ်မှာအတန်စကားနှဲ့တာတွေဟိုဘီဟေးဗီးယားတွေကပျော့တိပျော့ညံ့ဖြစ်တာတွေကအဲ့ဒါတွေအလောက်ကြီးကြီးတို့မကောက်ဘူးတို့အဓိကကြီးမှာကလူတယောက်မှာသူ့ရဲ့ presentation ဘယ်လိုကောင်းလဲသူ့ communication ဘယ်လိုကောင်းလဲပြီးရင်လူတယောက်ကိုသူဘယ်လိုမျိုးဆက်ဆံလိုက်လဲလူတွေနဲ့အကုန်လုံးနဲ့ပေါင်းသင်းဆက်ဆံရေးကောင်းလားအဓိကအဲ့ဒါတွေကြီးတာဟိုပွဲတစ်ပွဲမှာကတချို့ထင်ကြတယ်ပေါ့နော် ကောက်ဝော့ကောင်းတယ်ရုပ်လှတယ်ဘလားတောက်တယ် ဲ့ဒါနဲ့တင်ဆုံးဖြတ်တယ်ထင်ကြတာမဟုတ်ဘူးအမှန်တကယ်ကသူက overall ခြုံကြည့်တာဆိုတော့အဲဒါတွေကကျွန်တော်တို့အားနည်းချက်လည်းမဟုတ်သလိုအဲခုနပြောသလိုပွဲထဲမှာလည်းလိုအပ်ချက်ဖြစ်မလာနိုင်ပါဘူး schedule ကတော့ပြီးခဲ့တဲ့လကတည်းကထွက်ထားတာပါ handbook ကကျွန်တော်တို့ဆိုရင်အခုဒီ14ရက်နေ့ကိုကျွန်တော် registration လုပ်ရမယ် registration လုပ်ပြီးသွားတာနဲ့ကျွန်တော်တို့ hotel မှာ check in လုပ်မယ်ကျွန်တော်တို့ session ceremony လုပ်မယ်15ရက်နေ့မှာဆိုရင်မနက်7:00နာရီကနေည9:00နာရီထိ photo shoot လုပ်ရမယ် တရက်ထဲမှာပဲ photoshoot တွေလုပ်ရမယ်အဲ swimwear photoshoot ရှိမယ်ကျွန်တော်တို့ formal wear photoshoot ရှိမယ်ပြီး national costume photoshoot ရှိမယ်အဲ့ဒါတွေအကုန်လုပ်ရမယ်နောက်ရက်တွေကျရင်တို့အာ valley တို့ lombok တို့မှာသွားလေရတာရှိမယ် experience တွေကအရန်ရမှာအရန်ကိုရမှာ exciting ဖြစ်မဲ့အဲ plan လေးတွေလည်းရှိတယ်ကျွန်တော်တို့ swimwear ဆိုရင်တခြားပေါ့နော် male organization တွေတခြား organization တွေလှုပ်လာထားတဲ့မလှုပ်ထားတဲ့အရာတွေလုပ်မယ်လို့တောင်သူတို့ပြောလာထားတယ်။ဥပမာသာပါတော့ကျွန်တော်တို့ဆိုရင် surprise ပေါ့မပြောတော့ပါဘူးအဲကျွန်တော်ဒီပွဲကြီးမှာတော့အကောင်းဆုံးချပြသွားမယ်စ조사မယ်ဆိုပြီးတော့ကိုကိုကိုလည်းမျောလင်းချက်တွေလည်းရှိတယ်ကိုကိုကိုပြင်ဆင်နေတယ်အဲအ ਨੇ ဆုံးကျွန်တော်ခုနပြောသလို placement placement ရချင်းမရချင်းတဲ့ကိုဩဒါမြန်မာပါလားဒါမြန်မာလားဆိုတာသိချင်တာဩဒါမြန်မာဆိုတာသိသွားရင်ကိုကျွန်တော်ချိန်နေတယ်